နှိရှိထောင်နှံချမှတ်ခံခဲ့ရပြီးလူငယ်ချက်သာခွင့်နဲ့ပြန်လည်လွမြောက်လာခဲ့ပြီဖြစ်တဲ့အဆိုတော်နှဲယူဝင်ရဲ့တမိဖြစ်သူအဆိုတော်တန်တာဝင်မင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်နေရင်ဝင်းရဲ့တမိဖြစ်သူအဆိုတော်တန်တာဝင်းဟောင်းသူမပြန်လည်လွမြောက်လာခဲ့ပြီဖြစ်ကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဓာတ်ပုံလေးတစ်ခုနဲ့ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ် အဆိုတော်နယ်ရင်ဝင်ရဲ့တမီးဖြစ်ပြီးအဆိုတော်အနက်ကရဲ့ဇနီးဖြစ်သူအဆိုတော်တန်တာဝင်းဟောင်းပြီးခဲ့တဲ့2023ခုနှစ်ကလေးကဖမ်းဆီးခံခဲ့ရပြီးနှိရှိထောင်နှံချမှတ်ခံထားရသူဖြစ်ပါတယ်အစိုးရတန်တာဝင်းဟာ2021ခုနှစ်ကဖမ်းဆီးခံခဲ့ရပြီးစစ်ဆေးမင်းမြန်းခံပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာခဲ့က2023ခုနှစ်မှာတော့ထပ်မံအဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုတော်တန်တာဝင်းဟာသူရဲ့အကိုဖြစ်သူနဲ့အတူအဖမ်းခံခဲ့ရပြီး အကိုဖြစ်သူကပြန်လွတ်လာခဲ့ပေမယ့်သူမကိုတော့ပုံမှန်905ကကြီးပုံမှန်90ညပုံမှန်92ကကြီးတို့ဖြင့်တရားစွဲဆိုခဲ့ကနှိရှိထောင်တန်းချမှတ်ထားတာပဲဖြစ်ပါတယ်အဆိုတော်တန်တာဝင်းရဲ့ခင်မွန်ဖြစ်သူအဆိုတော်အနက်ကားကိုလည်း2021ခုနှစ်ကနေစပြီးဖန်ဝရန်ထုတ်ထားခဲ့တာဖြစ်ပြီးအဆိုတော်အနက်ကားကတော့ လူမျိုးရာကိုရှောင်တိန်သွားနိုင်ပြီဖြစ်တဲ့အတွက်ဇနီးဖြစ်သူတန်တာဝင်းကို2023ခုနှစ်မှာနေအိမ်အတွင်ဝင်ရောက်စီးနှင်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဆိုတော်တန်တာဝင်းကိုရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့အတွက်အောင်နိုင်ရေးတချင်းများမှပါဝင်အားဖြင့်တည်ဆိုခဲ့တယ်ဆိုပြီးတော့ငကိုကလေးကပုံမှန်တွေတက်ထားခဲ့တဲ့အပြင်နိုင်ငံရဲ့ချားမှာတင်းရှောင်နေတဲ့အဆိုတော်အနက်ကကိုဖမ်းမမိတာကြောင့်လည်းထောင်နဲ့နှစ်ရှည်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်းနိစသူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့ပုံမှန်905ကကြီနဲ့တရားစွဲဆိုခံခဲ့ရပြီးထောင်ဒဏ်ကြားခံနေရသူတတော်များများကိုလူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီးထိုအထဲမှာမှတရုတ်ဆောင်ခိုင်တင်းကြီးရဲ့ခင်မုန်းဖြစ်သူကိုခန့်နိုင်လဲပါဝင်ခဲ့တယ်လို့ယခုအစိုးရတန်တာဝင်လဲပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဆိုတော့တန်တာဝင်းဟာပုံမှန်သုံးခုနဲ့တရားစွဲဆိုခံထားခဲ့ရပေမဲ့လည်းယခုလိုပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက်ပြည်သက်တွေကတော့အဆိုတော်တန်တာဝင်းအတွက်ရောတမိဖြစ်သူအတွက်ပူဆွေးသောကရောက်နေရတဲ့အဆိုတော်ကြီးနွယ်ရင်ဝင်အတွက်ပါထပ်တူဝမ်းသာပေးနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်